မြန်မာနိုင်ငံတကွမှာ2013နဲ့2014မှာ match လာလာရှုအုတ်ကံနဲ့မန္တလေးမှာဖြစ်ပွားခဲ့တဲ့ပြိပခါတွေဘာကြောင့်ဖြစ်ပွားလဲလို့ရှင်ပြမြန်မာလဲဒီဟာကဒီဖြစ်ပွားမှုကယူသားမှုမရှိဘူးလို့ကိုမြေတော့ယူဆတာပေါ့လေတကယ်တော့ အာနာပိုင်းကြီးဟာဟန်တားမယ်ဆိုရင်ဟန်တားလို့ဖြစ်တဲ့ကိစ္စအဲ့နောက်ဆုံးတော့ဘုန်းကြီးယူဆတာကတော့ငကူကလည်းသွေးယူသားယူမဟုတ်ပဲနဲ့ဒီလိုဘာသာရေးပฏิပက္ခဖြစ်ပေါ်အောင်အဲလှုပ်ဆော်မှုရည်ရွယ်ချက်ရှိရှိလုပ်မှုမှာအာနာပိုင်းကြီးပါတယ်လို့ယူဆတယ်တကယ်ဖြစ်လာတော့လေသူတို့လက်ပိုက်ကြည့်နေတယ်ဆိုတဲ့သတင်းတွေရောအကုန်လုံးကြားနေတယ်သူတို့နေနေကြရင်အကုန်လုံးကြားနေတယ် ဒါသူတို့မလုပ်တာတော့ဒါထင်ရှားကြီးပဲလို့ဒီတိုင်းမင်းမြင်အဲ့တော့ဒါအာနာရှင်ဆက်ဆက်ဟာဒီလိုသွေးကွဲအောင်လုပ်တယ်ညီညွတ်မရှိမှဘူးစိုးရိမ်နေအဲ့လိုသွေးကွဲအောင်လုပ်ပြီးတော့ဒီလိုဟိုသူတို့ရဲ့မတရားလုပ်မှုကိုဖုံးကွယ်ခြင်းဟောဒီကဒါလူကြီးကထင်ရှားချာတိတိလာတိတာမှဘူးစိုးရိမ်နေတဲ့အခါကျဒီဘာသာကြီးပြိပကတ်ကိုအသုံးပြုတယ်လို့ဘယ်ဘုန်းကြီးဒါဒီတိုင်းမင်းမြင် နိုင်ငံမှာနေထိုင်တဲ့ဗုဒ္ဓဘာသာတွေအထူးသဖြင့်မြို့ဘာသာသနာဆောက်ရှောက်ရေးဘုန်းနဲ့ကုသဗုလှူရှားမှုရဲ့အော်စာတက်ရောက်တဲ့ဒီဗုဒ္ဓဘာသာဘုန်းတွေကဒီမြို့ဘာသာသနာကိုတာခွဲကိုလိုအပ်နေတယ်လို့ဆိုအဲကောက်ကောက်ကိုလိုအပ်နေတယ်ဆိုတော့ခံစားချက်တွေသူတို့ညီမမကင်းရောင်းလာကြတာလို့ကင်းရောင်းလာတာဘာကြောင့်ဖြစ်လာလို့ရှင်ပြအမြင်ပါပဲအင်း ဘလို့ဖြစ်လာတယ်လဲလို့ဆိုလို့ရှိရင်တစ်ဖက်ရဲ့အဲကလည်းဒါတောင်းရှိတယ်လို့ခွင့်မြင်တယ်လေတစ်ဖက်မှာကအစ္ဆန်ဘာသာမှာကသူတို့ဘာသာသူတို့မထိန်နိုင်ဘူးလို့ခွင့်ပြုယူဆတယ်လေမထိန်နိုင်ဘူးဆိုတာကအစွန်းရောက်ပြီပေါ်ပေါက်တာအာညာတယ်ဒါပေမဲ့အစွန်းရောက်ပြီပေါ်ပေါက်တာရိုးရိုးတင်မဟုတ်ဘူးဒေတာအားလုံးပေါ်နိုင်ငံတွေတကမ္ဘာလုံးမတည်ငြိမ်အောင်အထိကိုဒီအစွန်းရောက်ပြောက်ပြရတော်တော်ဆိုးရတယ် ဒါကခဏဖြစ်ပြနေတဲ့အခြေအနေတွေကြီးလိုက်ရင်သိတယ်အဲ့ဒါကအစ္စလာမ်ရဲ့အားနည်းချက်ပဲလို့ကိုကြီးမြင်တယ်လေအဲ့တော့ဒီဟာကိုဟိုကမ္ဘာငြိမ်းချမ်းရေးကိုဒါနားလည်ပြီးတော့တန်မှုကြီးတယ်ဆိုတာနားလည်ပြီးတော့အစ္စလာမ်ဘက်ကလည်းပဲကိုသွားရမယ့်လမ်းကိုမှန်မှန်ကန်ကန်ရှောက်နိုင်ရင်တော့ကောင်းမယ်တပြည့်ဒီအစွန်းရောက်တွေကိုအစ္စလာမ်ဘက်ကလည်းဖော်ထုတ်ပြီးတော့ဒီအခုတော်တော်ကောင်းပါတယ်ဒါသူတို့ကိုအစွန်းရောက်လို့ဆိုပြီးတော့တိတိကျကျခွဲခြားပြီးတော့အစ္စလာမ်တွေကိုယ်တိုင်တိုက်ခိုက်နေတာ ဒါကောင်းတဲ့လက္ခဏာပဲလို့ဘုန်းကြီးမြင်တယ်အဲ့တိုင်းပဲအခုဘုန်းကြီးတို့အစီမှာလည်းဟိုအဆုံးရောက်ဆိုပေါ်ပေါက်တာဟောဗုဒ္ဓတရားတော်နဲ့လုံးဝမကန့်ညီတဲ့ဗုဒ္ဓအလိုချမဟုတ်တဲ့သူတွေကအဲဒီသင်္ကန်းဝတ်ထားတဲ့အခါကျတော့သူတို့ကိုရဟန်းစီရဟန်းမှန်ပဲထင်ပြီးတော့ဒီလိုဖြစ်တယ်အမှန်တော့သူတို့လွဲမားနေပြီလို့ဘုန်းကြီးပြောချင်တယ်တစုံတစ်ခုတော့လွဲမားနေပြီဖခင်ကအင်မတန်ကရုဏာကြီးတယ်ဒါပေမဲ့သူတို့လောက်တာတွေကအမုန်းတရားလမ်းတွေဖြစ်နေတယ် မှားယွင်းလာတော့မှားယွင်းနေပြီဒီဘက်မှာလည်းအစွန်းရောက်ရှိတယ်ဟိုဘက်မှာလည်းအစွန်းရောက်ရှိတယ်အစွန်းရောက်အစွန်းရောက်ချင်းချိန်တာတော့ကိစ္စမရှိဘူးအစွန်းရောက်ဒီဘက်အစွန်းရောက်ကဟိုဘက်အစွန်းမရောက်တဲ့သူတွေပါမုန်းတီးကုန်တယ်တခါဟိုဘက်အစွန်းရောက်ကလည်းဒီဘက်အစွန်းရောက်တင်တိုက်ခိုက်ရင်ကိစ္စမရှိဘူးဒီဘက်အစွန်းမရောက်တဲ့ဟာတွေကိုမုန်းတီးတာမျိုးတွေဖြစ်ကုန်တယ်အဲ့ဒီမှာဘာသာရေးပဋိပက္ခကပုံပုံကြီးမှကုန်တယ်အဲ့တော့ဘုန်းကြီးတို့ကအစွန်းရောက်ကိုအစွန်းရောက်လို့ဖွဲ့ချမြင်လာလို့ရှိရင်အစွန်းရောက်ဟာအလုံးအတွက်အန်ဒရယ်ကြီးတယ်ဆိုတာသိလာတဲ့တနေ့မှာ ဒါဘုန်းကြီးတို့အစွန်မရောက်တဲ့သူတွေပေါင်းစည်းပြီးတော့ပြန်ကာကွယ်ရင်ရနိုင်လိမ့်မယ်လို့ဘုန်းကြီးယုံကြည်တယ်လေအဲ့လိုဖြစ်တယ်လို့ယုံကြည်တယ်ဒီမျိုးပါတာသာသနာဆောင်းဆောင်းမြူတိုင်းဝါရီဘုန်းကြီးမျိုးဟိုဗုဒ္ဓဘာသာအမြင်ကမြူတိုင်းဝါရီတွေကိုသူတို့နဲ့သူတို့ရဲ့လမ်းစဉ်တွေကို ဒီသူတို့ရဲ့လမ်းစဉ်တွေကဗုဒ္ဓရဲ့လမ်းစဉ်နဲ့အကန့်ညီမှုရှိပါလားသူတို့ဗုဒ္ဓဘာသာဝင်တွေဖြစ်တမတ်ဖို့တင့်တော်ရဲ့လို့ထင်ပါပါဘုရားဗုဒ္ဓဘာသာကိစ္စနဲ့ပတ်သက်လို့ဆရာတော်ကြီးကဘာပြောတာရှိတယ်ဆရာတော်ကြီးကခုဗုဒ္ဓဘာသာဝင်တွေကိုအားမရလို့ပြောလိုက်တဲ့စကားတစ်ခွန်းပါပဲဘာပြောလို့ဆိုတော့ဆရာတော်ကြီးကဆိုတာအကြီးကျယ်ပြောရရင် အော်အခုခွန်ကြီးမကြခင်ကရောက်ခဲ့တယ်အဲဒီကောလင်းကောလင်းကကောလင်းရဲ့အနောက်ဘက်မှာမောင်ကုန်းဆိုတဲ့ရွာတရာရှိအဲ့မောင်ကုန်းဆရာတော်ဆိုတာဒီပြောတာဆုံးမဆုံးမတာပေါ့ကိုကိုကိုနိုင်ကကိုကိုတပည့်တက္ကရမကြီးပြောတာကအယူကတမ္မာတဲ့အဲလောက်ရက်ကမိစ္ဆာ အဲ့ဒါသိကြလားအဲ့ဒါဒုဗုဒ္ဓဘာသာကြီးဖြစ်နေပြီတဲ့ဘာဖြစ်လို့ဆိုဒုဗုဒ္ဓဘာသာကြီးကမေးလိုက်ရင်တော့ဘုရားဘာသာသမာအယူဒီလိုပြောကြတယ်။မှန်ကန်တဲ့အယူလို့ပြောကြတယ်။ဒါပေမဲ့လို့သူတို့တွေရဲ့စိတ်ညစ်စိတ်ထားကာယကံဝစီကံမနောကံကံသုံးပါးကြီးလိုက်ရင်အကုန်ပျက်စီးနေကြတယ်။စိတ်ထားတွေမကောင်းရဘူး။နောက်ပြီးတော့အများအကျိုးပြုလုပ်ငန်းတွေနည်းတာမျိုးတို့ နှစ်ခုကိုချင်းမနာလိုကြတာမျိုးလို့စသည်အများကြီးကာယကံဝစီကံနဲ့တိုက်တာကြည့်လိုက်ရဲ့အရပွဲမရှိတာလေအဲဟိုကြည့်ပြီးတော့ဆရာတော်ကြီးကအယူကတန်ပါတဲ့လောက်ရက်ကမိတ်ဆာအဲ့လိုဆရာတော်ကြီးတော်တော်ရှင်းချပြလိုက်ဟိုမှာသူရဲ့နိုင်ငံကြီးတိုးတက်နေတာကြီးတွေ့လားတဲ့ဘာဖြစ်တိုးတက်တာတော့နဲ့ဒါသူတို့စိတ်ထားမှန်လို့စိတ်ထားကောင်းလို့တိုးတက်ကြတာသူတို့ကြည့်လိုက်ရင်တော့ဘုရားဘာသာတော့မဟုတ်ဘူးတဲ့အဲ့ဒါပြောတာတဲ့ အယူကမိတ်ဆာတဲ့လုတ်ရက်ကတာမာအဲ့လိုကြီးတဲ့အခုတို့နိုင်ငံအဲ့လိုကြီးဖြစ်နေတယ်ဒါကြောင့်တို့နိုင်ငံမတူးတက်တာလေအဲ့တို့နိုင်ငံတူးတက်တယ်ဆိုတာဒါကံကံရဲ့အကျိုးရှိရှိကလေးပဲတို့ကာယကံဝစီကံမနောကံစိတ်ဓာတ်တွေကဆပ်ပြီးတော့ကောင်းရလို့တို့တိုင်းပြည်ကြီးတူးတက်နေတာအဲ့တော့တို့မေးလိုက်ရင်တော့ဘုရားဘာသာမဟုတ်ဘူးအာခရိယန်စပြီးဖြစ်လိမ့်မယ်ဒါပေမဲ့စိတ်ဓာတ်တွေကတော့ကောင်းနေရတော့အမှန်ပဲ ဲ့ဒါကိုဆရာတော်ကြီးကအားမရလို့ဒီကိစ္စကိုပြောခဲ့တယ်။ဒါကြောင့်ဒီလိုပြောတယ်ဆိုတော့အခုလိုအမုန်းတရားတွေဟောနေတဲ့သူတွေကဗုဒ္ဓရဲ့ဆက်ကျင်ဘက်ကိုပြောနေတယ်။ဗုဒ္ဓမှာလူမျိုးအစွဲမရှိဘူး။ဗုဒ္ဓမှာဘာသာအစွဲမရှိဘူး။အားလုံးကိုဒုက္ခကလွတ်စေခြင်းအဲ့ဒါဗုဒ္ဓရဲ့သဘောထားအမှန်ပဲ။အခုတို့ကဗုဒ္ဓရဲ့သဘောထားအမှန်လည်းမသိဘူး။တို့ရှောက်နေတဲ့ရှောက်လန်းဟာကာကွယ်ရာမရောက်ဘဲနဲ့အန္တရာယ်ကြီးအောင်လုပ်ရရောက်နေတယ်လို့သူကဒီတိုင်းနဲ့မြင်တယ်။ ဘုရားဘာသာဝင်ဒုတိယဘုရားလူကြောင်းမှာဘယ်လိုအခြေခံအချက်တွေလိုအပ်ပါလဲခင်ဗျာနောက်ပြီးတော့ဘုရားဘာသာဝင်ကြောင်းပါဒီဘာသာရေးပြိပကပြင်ဆောင်တဲ့အဒီကျောင်းနေနဲ့ပြိပကဖြစ်စေတဲ့အကြောင်းအရာတွေဘယ်လိုမျိုးတုံ့ပြန်ခင်ဗျာဟောဘုရားဘာသာဝင်တယောက်ဖြစ်ဖို့အင်္ဂါရဆိုတာတော့ထူးပြီးတော့မလို့ဟိုလူအပ်ဖို့ပဲပြောရမှာပေါ့လေဒါပေမဲ့လို့ပြောနိုင်တာတခုကတော့ ဘုရားတရားကိုကြီးညိုဒေလို့ဆိုလို့ရှိရင်ကြီးညိုဘီလို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တယောက်ဟာဘုရားဘာသာဝင်တယောက်ဖြစ်နေပြီလို့တော့ပြောနိုင်တယ်။ကြီးညာသည်ဖြစ်စေမကြီးညာသည်ဖြစ်စေအဲဒီဒီဘုရားဘာသာဝင်လို့လဲဘုရားဘာသာကဒီတစိတ်လေးပဲကတ်ချင်တဲ့ဆန္ဒဒါဗုဒ္ဓမှာမရှိပါဘူး။သူတို့ဒုက္ခလွတ်ရင်ပြီးတာပါ။ဒါပေမဲ့အခုဘာသာဝင်တွေလိုရကြတော့ဒီလိုမျိုးပေါ့။ အာငါဘာသာဝင်ဘလောက်အရေးအတွက်တိုးတက်တယ်စသည်ဖြင့်အဲသူကဗုဒ္ဓဘာသာဝင်ပဲလို့လေးပဲကတ်ချင်တာတွေကတော့ဒါအများစုမှာတော့ဒါဖြစ်တတ်တယ်ပေါ့နော်ဖြစ်ကြတယ်ဗုဒ္ဓရဲ့သဘောထားအရာဆိုရင်မဟုတ်ပါဘူးသူဟာလူသားတွေအကျိုးပြုဖို့တက်တက်ဖဲတာလို့ဖြစ်တယ်လူတွေကလူသားတွေကသူ့ရဲ့အတန်ကိုနားထောင်စီခြင်းတာကသူ့ရဲ့စကားကိုနားထောင်စီခြင်းတာကဒီစကားကိုနားထောင်ပြီးတော့လက်တွေ့ကျင့်ကြံကြည့်လိုက်တော့တကယ်ဒုက္ခကလွတ်မြောက်ကုန်တာကိုတွေ့ရမှာဖြစ်လို့ဒါကိုပဲသူကပြောတယ် အလုံးလုံးဒုက္ခကလွတ်စေခြင်းလားပဲပြောလို့နော်တခြားဘာမှဘုရားမှာမရှိဘူးလို့ခွန်ကြီးကမြင်တယ်အဲ့တော့ဘုရားဘာသာဖြစ်ဖို့ဘာတွေလိုအပ်တယ်လဲဆိုတာတော့ဒါခွန်ကြီးကတော့ဘုရားဘာသာဒီဘုရားတရားကိုကြင်ကြူသွားရင်ဒါဘုရားဘာသာဝင် ဖြစ်တာပဲလို့ပဲပြောရမှာပေါ့နော်အဲ့လိုပြောဟုတ်တယ်ဒါဘုရားဘာသာဝင်တွေကရဲ့သဘောထားကကာယကံဝစီကံမနောကံကံသုံးပါးကိုဟိုဂယုစိုက်တာနော်တံပိုးထားတာယုံကြည်တာအဲ့ဒါဘုရားဘာသာဝင် ုကံကောင်းရင်ကောင်းတာတွေကနေအကျိုးပေးနေမယ်အဲ့ဒါယုံကြည်တာဘုရားဘာသာဝင်ရဲ့အမှန်တော့ဟိုအဓိကအဓိကအယူဆပဲဒါပေမဲ့ခက်တာကိုဘုရားဘာသာဝင်နာနေမှာကိုကံကအကျိုးပေးတာလို့ယုံကြည်တာဖြစ်ပြီမို့လို့အဲ့ဒီကံဆိုတာကသူကခဏိလောက်တာကိုကံလို့မထင်ဖြစ်နေတာတခုကတော့နည်းနည်းခက်ခဲမှုဖြစ်နေတယ်သဘောပေါက်လွဲမှားတယ်လို့ခေါ်ကြမှာပေါ့နော်အဲ့လိုသဘောတော့သဘောပေါက်လွဲမှားနေတယ်အဲ့တော့အဲ့ဒီသဘောပေါက်လွဲမှားတာလေးကိုပြင်နိုင်သွားရင်ကတော့အာဒါနေ့စဉ်ပေါ့လေကိုကြောင့် သူတို့ကထိခိုက်အောင်မလုပ်ဘူးကိုကြောင့်သူတို့ကထိခိုက်အောင်မပြောဘူးသူတို့ကထိခိုက်စေတဲ့ဒုက္ခရောက်စေတဲ့အကြံစီမျိုးကိုမကြံဘူးဆိုမှဒါတကယ်တော့ဘုရားဘာသာဒီရဲ့ကျင့်ဝတ်စစ်တာလို့ခွန်ကြီးကအယုတ်ကြည့်တယ်လေအဲ့ဒါဆိုရင်တော့ခွန်ကြီးကတော့အာဒါဘုရားဘာသာဝင်အစ်စ်နိုင်စိန်ကိုကျင့်တယ်သူလို့ဒီလိုပဲယုံကြည်ဒီလိုမျိုးလို့ကိုယ့်ရဲ့ကာယကံဝစီကံတွေကိုသူများထိခိုက်အောင်လေလုပ်နေရင်မှားယွင်းနေရင်ကတော့ဒါဘုရားဘာသာဝင်အစ်စ်မဖြစ်နိုင်ဘူးလို့ခွန်ကြီးအဲ့ဒါယုံကြည်တယ်လေဟုတ်ကဲ့ မဘာသာနဲ့969ဆရာတွေနဲ့သူတို့ရဲ့နောက်လိုက်တွေကိုရှင်းပြဗာများတွေ့နေတာသူတို့လည်းရဲ့လုံရက်တွေကိုနော်သူတို့တကယ်ဒီဟိုအတွက်မြို့ဘာသာသာသနာစိုးရင်လည်းဆိုမင်းတော့ပုံမှန်ကြည့်ရင်တော့ဟုတ်ပါတယ်စိုးရင်စရာဖြစ်စရာတော့ရှိပါတယ်တစ်ဖက် site ကလည်းကြည့်မယ်ဆိုရင်စိုးရင်စရာလုပ်ငန်းတွေလုပ်တဲ့တဘောရှိတာတော့မှန်ပါတယ်တိုင်းမဲ့လို့ဒီလိုစောင့်ရှောက်ရမှာလားဆိုတာတော့ပြန်လေတုံးတာမှာဖြစ်တယ်သူတို့တုံးတဲ့နီးပြီပါ မာယူတစုံတစ်ခုမာယူနေတယ်လို့ကိုကြီးကယုံကြည်တယ်။အဲ့လိုမုံတရားမပါဘဲနဲ့ကိုဖာသာဝင်တွေကိုဘုရားဆုံးမတဲ့အလိမ္မာတွေကို ပို့တတ်အောင်ခရုစိုက်ခြင်းတကယ်ကတော့ဟိုကာကွယ်ပြီးသားဖြစ်တယ်။နောက်ပြီးတော့ကိုဖာသာဝင်တွေကိုလည်းအဲဘုရားဗုဒ္ဓရဲ့တရားကိုဟိုဟောကြားတာဒါလည်းမကသေးဘူးလိုအပ်နေတာ။သူများဖာသာဝင်တွေကိုလည်းဒီဒုက္ခကလွတ်အောင်ဟောကြားခဲ့တဲ့တမှုရှိတဲ့ဗုဒ္ဓရဲ့တရားတွေကိုသိအောင်လုပ်ပေးတာ။ ဒါတွေအရေးကြီးတာဥစ္စာအမုန်းတရားတွေဖြတ်လာဒါမှန်ကန်တဲ့အလို့မဟုတ်ဘူးလို့ခွန်ကြီးကဒီတိုင်းပဲမြင်အဲ့တော့အဓိကကဒီအမုန်းတရားတွေမဖြန့်ဘူးအဲ့ဒါကတော့အရေးအကြီးဆုံးလို့ပြောချင်တယ်အဲ့ဒါကြီးကတော့အရေးကြီးတယ်ဘုရားရဲ့စန့်ကျင်ဘက်ကိုရောက်သွားလိမ့်မယ်လို့ခွန်ကြီးကပြောချင်တယ်ဒါအဲ့လိုပြောတယ်မနက်ကမှနေထိုင်တဲ့ဗုဒ္ဓဘာသာဝင်တွေနဲ့အစ္စလာမ်ဘာသာဝင်တွေကိုတော့နှိမ့်ချလာတယ်ခင်ဗျာ ဩမြန်မာနိုင်ငံမှာနေတဲ့အဲဗုဒ္ဓဘာသာဝင်တွေရောအစ္စလာမ်ဘာသာဝင်တွေရောဒီဘာသာတဲ့ကျော်လွန်ပြီးတော့နိုင်ငံကိုချစ်ကြပါလို့ဒါပဲပြောချင်တာ။ဘာဖြစ်လို့လဲဆိုတော့ unity ဆိုတာတခုတည်းမှာစုဆုံတာကိုသဘောတရားကို unity လို့ခေါ်ပါတယ်။ဘာသာကိုအဓိကထားနေရင်တော့ခွန်ကြီးတို့ပေါင်းဆက်စုဆုံနေလာမှာမဟုတ်ပါဘူး။နော်။အဲ့တော့ဟိုဘာသာကိုကျော်လွန်ပြီးတော့မှခုဘာသာကိုလည်းကိုဆောက်ရှောက် ပကြမယ်ဇယူဆိုင်ရမယ်အဲနောက်ပြီးတော့ကိုယ့်ရဲ့နိုင်ငံကပို့ပြီးတော့အရေးကြီးပါတယ်လို့ပြောခြင်းတစုံတရာနိုင်ငံကိုထိခိုက်မယ်ဆိုလို့ရှိရင်ဘာသာကိုတောင်မှနော်ဥစားပေးလို့မဖြစ်ပါဘူးနောက် လူမျိုးလဲဒီတိုင်းပေါ့ဒါကဘုန်းကြီးကဘာသာရေးကဏ္ဍနဲ့ပြောလို့လူမျိုးရေးကဏ္ဍလဲဒီတိုင်းပေါ့နော်လူမျိုးရေးလည်းပဲကိုယ့်လူမျိုးကိုချစ်ရပါတယ်ဟုတ်ပါတယ်တာဝန်ရှိပါတယ်ကိုယ့်လူမျိုးကောင်းချီးတည်ဖို့ရပါတယ်သို့တော့နိုင်ငံအကျိုးကိုတည်ဖို့ဖို့ကပြည်ထောင်စုအကျိုးကိုတည်ဖို့ဖို့ကပိုအရေးကြီးတယ်လို့ပြောရမှာပါလေဒါကြောင့်လူမျိုးတိုင်းလူမျိုးတိုင်းဟာလည်း ို့လူမျိုးအကျိုးကိုကြော်လွန်ပြီးတော့နိုင်ငံအကျိုးဟာပိုရေးကြည့်တယ်လို့သိစေခြင်းအဲ့ဒီစိတ်ဓာတ်မျိုးသာမျိုးကြမယ်ဆိုလို့ရှိရင်ဒါဘုန်းကြီးတို့ညီညွတ်မှုတိစောက်ဖို့ကမခက်ခဲဘူးလို့ဘုန်းကြီးကတော့ယုံကြည်တယ်အဲအဲ့ဒါပဲပြောချင်တာအလုံးဘာသာနဲ့အကြောင်းပြုပြီးတော့စိတ်ဝမ်းကွဲကြတဲ့သူတွေရောမဖြစ်စေခြင်းဘူးနော်မဖြစ်ကြပါနဲ့ဘာသာနဲ့ကြော်လွန်ပြီးတော့နိုင်ငံကိုချစ်တတ်ရင်ဒါဘာသာနဲ့ပတ်သက်ပြီးစိတ်ဝမ်းကွဲမှုတွေဟာအယောပန်းနိုင်ပါတယ်နောက်တစ်ခုကလူမျိုးနဲ့ပတ်သက်ပြီးတော့လည်းဆက်ပြီးတော့ပြောချင်တာက ဒီလူမျိုးကိုကြီးကွက်ပြီးတော့ချစ်နေတာဟာဒါမှားယွင်းတယ်လို့ပြောကြတာလူမျိုးတဲ့ကြော်လွန်ပြီးတော့ကိုယ်လူမျိုးတဲ့ကြော်လွန်ပြီးတော့ကိုယ်နိုင်ငံကိုကိုယ်ပြည်တော်စုကိုချစ်တတ်လို့ရှိရင်ဘုန်းကြီးတို့နိုင်ငံဟာအားလုံးကောင်းစားတဲ့နိုင်ငံတစ်ခုဖြစ်အောင်တည်ဆောက်လို့ရလိမ့်မယ်လို့ယုံကြည်ပါတယ်အဲ့ဒါကိုပဲပြောကြတာဘာသာကူးပြောင်းချင်းဆိုင်ရာဥပဒေနဲ့ဗုဒ္ဓဘာသာဝင်အမျိုးသမီးများလက်ထက်ထင်ရှားချင်းဆိုင်ရာဥပဒေဒီပေါ်ရှင်ရုပ်တော်မြန်မာလက်ဒီဥပဒေတွေကဗုဒ္ဓရဲ့လမ်းစဉ်နဲ့အကန့်ညီမှုရှိရတဲ့ပြင်ပါပါဗျာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေဆိုတာဒီကဒါတွေကဘုန်းကြီးတို့ဗုဒ္ဓဘာသာအတွက်တော့မလို့အခုလို့ဘုန်းကြီးထင်တယ်ဥပဒေတွေနဲ့လည်းလုံနေစရာမလိုလူဆိုတာယုံကြည်မှုပဲဘာသာကူးပြောင်းနေဆိုတာယုံကြည်မှုယုံကြည်မှုကခဏယုံကြည်ပြီးမှလက်ဖြင့်ယုံကြည်မှယုံကြည်ဒါတွေကိုဥပဒေတွေနဲ့တွားပြီးတော့ကိုင်နေလို့မဖြစ်ဘူးလို့ဘုန်းကြီးပြောတယ်နဲ့အဥရိယဒီပြင်ကဏ္ဍပဲသူတို့ကျူးလွန်ရင်ကျူးလွန်တာပဲအရေးကြီးကာယကံဝစီကံသူများထိခိုက်အောင်လုပ်ရင်ကျူးလွန်တာပဲအရေးကြီး ီဘာသာတွေနဲ့သွားပြီးတော့လုပ်နေစရာအကြောင်းရှိဘူးလို့ထင်တယ်။နိုင်ငံတော်အနေနဲ့ကဒီကဏ္ဍကတူတာဝန်ယူရမှာမဟုတ်ဘူးလို့ထင်တယ်။အဲ့လိုပဲဘုန်းကြီးကပြောတယ်ဟုတ်ညပါတဲ့ဘုရားဘာသာဝင်မျိုးသွင်းများလက်ထက်ထင်ရှားဆိုင်ရာဥပဒေပေါ်မှာဝင်နေမှာလက်ထက်လက်ထက်ထိညာချင်းဆိုင်ရာဥပဒေတွေလည်းပဲကိုကြီးတော့ဒီတိုင်းနေတယ်ပေါ့ဗျာဒါတော့သူတို့နိုင်ငံတော်အနေနဲ့လိုအပ်လို့ဆွဲရင်တော့ မြတ်တအောင်ဆွဲပေါ့အဲ့လိုတော့မြတ်တအောင်ဆွဲပေါ့လက်ထချင်းဆိုင်ရာဥဒီတို့ဘာလို့ဆွဲကျင်လက်ပဆိုရင်လည်းပဲเนาะဘာလို့ဆိုတော့ဒါဒီယာလည်းပဲဒီနိုင်ငံမှာနိုင်ငံသူနိုင်ငံသားတစုံတရာထိခိုက်တယ်လို့ယူဆရင်တော့ဒါလုတ်ပြီးဘူးတာဝန်တော့ရှိတာမှန်ပါတယ်သို့တော်ဒီတစ်ဖက်သက်အစွဲလန်းကြီးပြီးတော့ဒါကငါတို့နိုင်ငံအာငါတို့မြေဆိုတဲ့ပုံစံမျိုးဟိုတို့ကနိုင်ငံသူနိုင်ငံသားမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့လုတ်ကြရင်တော့ခွန်ကြီးတို့စီးလုံးညီညွတ်မှုကိုထိခိုက်ပြီးတော့နောက်ဆုံးနိုင်ငံပြည်စည်းချင်းကို ရောက်လိမ့်မယ်လို့ဘုရင်ထင်းတယ်ဒါတွေကတော့နိုင်ငံကမလုတ်ကောင်းတဲ့ဟာကိုယ်နိုင်ငံကိုထိခိုက်တာကိုမလုတ်ကောင်းဘူးလို့ဘုရင်ပြောချင်တယ်အဲ့တော့ကိုယ်နိုင်ငံကိုထိခိုက်မှာဆိုရင်တော့နိုင်ငံအနေနဲ့ဥပဒေဆွဲလို့ဖြစ်ပါတယ်ကိုယ်နိုင်ငံကိုတချို့ဟာတွေကကောင်းတယ်လို့လို့နဲ့ထိခိုက်တာတွေကိုလုံးမရတာဖြစ်နေတာတွေကိုတော့မလုတ်တင်ဘူးလို့ဘုရင်ယူဆတယ်ဒါတော့သူတို့ပိုင်စဉ်းစားကြပါလို့ပြောချင်တယ်ဒီနိုဝင်ဘာလမှာအချိန်မှန်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရှင်ပြားဘာတွေကိုမျှော်လင့်လဲဘယ်လိုဖြစ်စေချင်လဲ ဘာတွေစိုးရင်ပူပန်ရှိတာလဲပြေအေးစိုးရင်ပူပန်တာကတော့ဘုန်းကြီးတို့ကအဲဒီရွေးကောက်ပွဲမှာစိတ်ဝမ်းကွဲတဲ့စီကိုဥတည်မှာကိုတော့စိုးရင်ပါတယ်ဒါရွေးကောက်ပွဲဆိုတာဘာကြောင့်လောက်ရတယ်ဆိုတာကိုဟိုနားလည်ဖို့လေးလေးနက်နက်နားလည်ဖို့လူတွေအဲရွေးကောက်ပွဲလုပ်တယ်ဆိုတာဒီနိုင်ငံရဲ့နိုင်ငံကိုဥဆောင်နိုင်မဲ့ပုဂ္ဂိုလ်နိုင်ငံကိုဥဆောင်နိုင်မဲ့ပုဂ္ဂိုလ်ဆိုတာပညာရည်ချင်းရှိခြင်းတပည့်တော့နိုင်ငံအပေါ်မှာချစ်ခြင်းဒါအဓိကပါပဲ နော်အဲဘုန်းကြီးတို့မြတ်စွာဘုရားတောင်မှဘုရားဖြစ်တာဒီအင်္ဂါနှစ်ခုကအရေးကြီးဆုံးများအဲကရုဏာရယ်ပညာရယ်ဒီတစ်ခုကအရေးကြီးဆုံးလို့ဘုန်းကြီးတို့ဟိုမြတ်စွာဘုရားဟောကြားတာဒီဘုန်းကြီးတို့မှတ်ရဘူးကတကယ်လေးကောင်းမှဘုရားရဘသူဥဆောင်ဥဆောင်ဘယ်လူမျိုးပါတယ်ဆိုတာအထက်ကမဟုတ်ပါဘူးသူဒီဒီနိုင်ငံသူနိုင်ငံသားအပေါ်မှာအကျင့်တရားမေတ္တာတရားရှိမလားသူဒီဒီနိုင်ငံကိုဥဆောင်နိုင်လောက်အောင်ပညာအရှင် ရှိသူဟုတ်တလားမဟုတ်လားဒီငချက်ကအရေးကြီးဆုံးပါပဲ ဒီလိုလဲပညာလဲမရှိကရုဏာလဲမရှိရင်တော့ဒီလိုလူမျိုးတင်ပြီးရင်တော့မှားမှာပါအဲ့တော့ဒါယူကပွဲလုပ်တယ်ဆိုတာကိုယ်နိုင်ငံရဲ့ဒါဟိုဥဆောင်နိုင်မဲ့အဲဥဆောင်ခေါင်းတယောက်မနော်ခေါင်းဆောင်ခေါင်းတယောက်ဖော်ထုတ်ချင်းလို့ဒီလိုနားလဲရမယ်ဖော်ထုတ်တဲ့အခါမှာဒီလိုရှင်ပြိုင်ပြီးတော့ဖော်ထုတ်မှသာလေဒါခေါင်းဆောင်ခေါင်းတယောက်ဆိုတာပေါ်ထွက်တတ်လို့မို့ရှင်ပြိုင်တဲ့နီးကိုတုံးတာဖြစ်တယ်ဒီရှင်ပြိုင်နီးကိုအကြောင်းပြုပြီးတော့မုန်းတိကြတာတော့ဒါလူမျိုးရဲ့ပညာနည်းမှု ဘုန်းကြီးတို့ကမြင်တယ်မျော်မြင်မကြည့်မှုလို့မြင်တယ်အဲ့တော့ပြိုင်မှာဒီသူကဘယ်လောက်ကောင်းတယ်လဲကိုကဘယ်လောက်ကောင်းတယ်ကိုယုံကြည်တယ်လို့ပြိုင်နိုင်ပါတယ်သို့တော်မုံတိတဲ့လမ်းကိုမသွားပါနဲ့အပြိုင်လို့ပေါ်ထွက်လာပြီးရင်ဟာဘယ်သူကိုတော့ဖြင့်အဲဒီနိုင်ငံသားတွေကမဲပေးထောက်ခံမှုများတယ်ဆိုရင်ဒါလက်ခံဖို့သိတယ်တစ်ဖက်ဆိုင်ကလည်းအော်ဒါငါတို့ရွေးချယ်တဲ့ပွဲကြီးကတော့ပြိုင်ဆိုင်တဲ့ပွဲကြီးကတော့ပြီးသွားပြီအာနိုင်ငံဘသူ ဟာနိုင်ငံကိုဥဆောင်နေတဲ့ဒူလဲဆိုတာတော့ပေါ်ထွက်သွားပြီဆိုရင်အလုံးဝိုင်းဝန်းထောက်ခံဖို့လိုတယ်လို့ပြောကြတယ်။ငကိုတုံးကလည်းငကိုတုံးကဒါကိုမကြိုက်ဘူးဆိုပေမဲ့လို့သူယုံကြည်ရဘူးပဲပြီးရင်လို့သူကသူယုံကြည်ပေမဲ့လို့ဒါအမှန်ဖြစ်မှာမဖြစ်မှာပြောနိုင်ဘူး။ပြည်သူအလုံးရဲ့အဆုံးဖြတ်တဲ့ကြမှာပို့ပြီးတော့အမှန်ကန်မှုကြီးစက်နိုင်တယ်ဆိုတာကိုလက်ခံပြီးတော့အပြိုင်တော့ပြိုင်ကိုကရှုံးနေသွားလို့ရှိရင်ကိုလူမရလို့ရှိရင်ဒါစိတ်ချမ်းသာလည်းမဖြစ်နဲ့အမှန်မှန်ကန်ကန်ခေါင်းဆောင်တယောက်ပေါ်ပေါက်ပြီ မမှန်ကန်ကန်ခေါင်းဆောင်တယောက်ဆိုတာဒါထောက်ခံတဲ့သူရောမထောက်ခံတဲ့သူရောမခွဲခြားဘဲနဲ့တိုက်ပြီးကောင်းအောင်လုပ်ပါလို့ဒါယုံကြည်ရလိမ့်မယ်ယုံကြည်တဲ့အတိုင်းလဲကိုယ့်ကိုကိုယ့်ကိုတင်မြောက်လိုက်လို့ခေါင်းဆောင်ခေါင်းတယောက်ဖြစ်ပြီးဆိုရင်ငါမထောက်ခံရခေါင်းလားဆိုတဲ့သဘောထားမျိုးရှိနေဒါခေါင်းဆောင်မြန်ဖြစ်လိမ့်မယ်လို့ကိုယ်ယုံကြည်တယ်ထောက်ခံသည်ဖြစ်စေမထောက်ခံသည်ဖြစ်စေအားလုံးနိုင်ငံသူနိုင်ငံသားတွေကငါနိုင်ငံသားတွေငါနိုင်ငံသားတွေကောင်းစားအောင်လုပ်ဖို့မမှတာဝန်ရှိတယ်လို့ဒီလိုယုံကြည်ပြီးတော့ ထွက်ပေါ်လာတဲ့ခေါင်းဆောင်တွေကလည်းလောက်ရလိမ့်မယ်လို့ဘုန်းကြီးတော်ဒီတိုင်းမြင်တယ်ဒီတိုင်းပဲအားလုံးကိုပါရှင်တယ်လို့ပြောတယ်။ဗျာများမင်းရှင်ပါတယ်ခင်ဗျ။တခြားသူကတော့ညညရေးရအရေးကြီးပါတယ်။ညညရေးကိုဟိုပါတီကိုအကြောင်းပြုပြီးတော့လည်းညညရေးကိုမထိခိုက်ပါစေနဲ့။ဘာသာကိုအကြောင်းပြုပြီးလည်းညညရေးကိုမထိခိုက်ပါစေနဲ့။လူမျိုးကိုလည်းအကြောင်းပြုပြီးတော့ညညရေးကိုမထိခိုက်ပါစေနဲ့လို့ဘုန်းကြီးအားလုံးကိုပြောချင်ပါတယ်။ဒီတော့